မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ရိုးစီရဲ့အယူသူတော်နဲ့ငါးစုမြောက်တဲ့ဖះဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်မနက်ခင်းနေကြည်ဖြတ်ဖြတ်အောင်မှာရွှေဝါရောင်အစင်းနဲ့တနေစပါခင်းရမျက်စိတစုံကြည်ဝန်းပြန့်ပြူးနေတယ်ဒီစပါခင်းရဲ့အလင်မှာကြီးငယ်တရကတွေကောင်းငင်ထဲမှာရှက်ထွေးဝဲပြန့်လို့တစုံတစ်ခုကိုပူဇော်သမှုပြုနေတယ် ဒီအချိန်လေးမှာအနည်းကိုကန့်လို့သာကြည့်မိရင်တော့ကျင်းငက်တရကပေါင်းတို့ပူဇော်သမှုပြုနေတဲ့အရာဒီချင်းဆွေးတောက်တဲ့အစင်းနဲ့ဗရမများကြီးတန်းနေတဲ့ဖျားစင်းတို့တော်တစုဖြစ်နေတာကိုမြင်နိုင်ကြလိမ့်မယ်ဒီစင်းတို့တော်ကတော့သူတော်တို့လာရောက်ပင့်ဆောင်ကြရမယ်ငားစုမြောက်ဖျားနောက်ဆုံးတော့တစုစပားမကိန်းနဲ့ဖျားပါပဲညနေဆောင်ချိန်မိုးနေရွာရဲ့ရွာလမ်းမစီမှာဝိလိစနေနဲ့မိမငယ်တယောက်သူ့ကောင်းကစပင်းတွေကိုရှုပ်ထွေးပွေးလျောင်းဖွာထွေးရင် ။ဦးရဖာရပြေးနွားနေတယ်။သူ့နောက်မှာတော့စိတ်ပူစိုးရိမ်ပြီးပြေးနိုင်နေကြရဲ့လူတောက်။ဘသူရွေရွေမရွေရွေရွှေကျင်တို့ကအပြိုလေး။ပြေးရန်လွှာရင်မိမငယ်ရဲ့ပါးစပ်ကနေတောင်စင်ရေမရစကားတွေဟစ်អော်ရင်တဟီဟီတဟာဟာနေရှိမောနေတယ်။သမီးရွှေမောမရွှေမောဖေးသမီးမပြေးပါနဲ့လားကွယ်။မိမငယ်ရဲ့မိဘနှစ်ပါးလူအုပ်ရဲ့ထိပ်ပြားစီကနေပြေးနိုင်ပြီးသမီးဖြစ်သူရဲ့နာမည်ကိုခေါ်ဝေါ်တယ်။မပြေးဘူးတားမြစ်ကြတယ်။မိမငယ်ကဘာမှကယူမဆိုင် ရွာလန်းတိုင်းအတန်းဆာဆာနဲ့စိတ်ထဲရှိရန်စကားတွေဟစ်အော်ပြောလိုက်ရေနိုင်ပြေးလိုက်နေရှိနေတယ်။တစ်ချက်တစ်ချက်ကြာရင်လေမိမငယ်ပြေးနေတဲ့ချိန်နှန်းတွေကိုရက်ပြီးနောက်ကလူတွေကိုလှမ်းကြည့်လို့ဟေးရှုရှုအယူတွေအယူတွေနင်တို့ငန်းနာကိုမလိုက်နဲ့သွားကြသွားပြောပြီးတော့မောက်ထုတ်တက်ပြန်တယ်။တမီးရဲ့အဲ့ဒီလူကြီးမလုပ်ပါနဲ့နော်။ဟုတ်ပါတယ်တမီးရဲ့အမေတို့စီကိုပြန်လာခဲ့ပါနော်။အိုးဘယ်ကတမီးနေလာမထီးနဲ့မလိုက်ဘူးနော်မလိုက်ဘူး။မိမငယ်ရဲ့ငင်းဆန်မှု မလိုက်ဘူးဆိုရင်လေအရှင်းလုံးကအဝတ်လေးတော့ဝတ်ပါလားကွယ်မွေးချင်အဲ့လေမွေးဘူးမိမငယ်ကအဝတ်စားကိုမြင်တာနဲ့ကြောက်ကန်ငင်းဆန်ပြန်နေဒီအချင်းရကြောင့်မိခင်ဖြစ်သူမိမကြီးမှတော့ရှက်စိန်ရောဝမ်းနေစိတ်ပါရောပြွန်လို့ငိုချလိုက်မိတော့တယ်တောင်ဆောင်နဲ့ကြည်မောင်းတင်းတယောက်သူတော်တို့နောက်ထပ်ပင့်ဆောင်ရမယ့်ဖယားကိုအတူတူကလိုက်ပြီးဖူးမြော်လို့တယ်ဒါပေမဲ့ဒီကြိမ်သွားရမယ့်ခရင်ကိုသူ့အနေနဲ့မလိုက်နိုင်ဘူးအเจ้าကနောက်ပိုင်းကသူ့ပိုင်ဆိုင်ရာတောင်စီမှာ ကြေတနာတချို့ရှိနေရကြောင်းပဲဒါကြောင့်မဲတောင်စောင်းနဲ့ကြီးကသူတော်တို့ကိုနှုတ်ဆက်ပြီးသူ့တောင်ရှိအောင်ပြန်သွားခဲ့တယ်။ဆရာသူတော်ဒီတခါဘယ်ဟုသွားပြရမှာလဲလေ။ဝင်းလိုဝါကြီးစပားစီတဲ့။ဒါဆိုစပားကင်းနေတယ်သွားရမှာလား။ဟုတ်တယ်။ဘယ်စပားကင်းလဲ။ကောက်ကြီးနာကောက်ညင်းလား။တခုမှမဟုတ်ဘူး။ဒါဆိုဘယ်ခင်းတော့မြတ်။ဖူတောင်ကြာမီသူတော်ကဖြီးအမီးနဲ့ဖြီးအဆက်တလို့ထင်းရပြီးမြေသူ့ပုံစံတွေကမအဆက်ဖူတောင်ကြာတိကျင်လို့မီး ူတော်ကမဖြေချင်းဖြေချင်းမိတခွန်ဖြေတခွန်ပြုတ်နေတယ်နောက်ဆုံးလူရင်မရောက်လို့စိတ်မရှိတဲ့မေးလာတဲ့ဟိုတောက်ကြရဲ့မိကုန်းတော်သူတော်ဖြေမပေးတော့သူစိတ်ထင်ရလို့ရင်ခေါင်းဝစပင်းတစ်ချောင်းကိုဖြက်ခနဲနှုတ်ပြီးကိုကြီးကောင်းကြီးဖြစ်နေတဲ့စပင်းကိုမရမကဖြတ်အောင်လုပ်နေတယ်ဒါကိုကြည့်ပြီးဖိုးတောက်ကြရှူးရှူးရှာရှာဖြစ်တယ်ဒီအဖြစ်ကိုနဘေးကကြည့်နေတဲ့တစီမြင်တော့ပြုံးစီစီနေပေါ့ဟေးတစီလကားတက်တက်လာလှောင်ရီမနေနဲ့လကားတက်တက်လှောင်မရှိပါဘူးဟာ ငွေပေးမှာပါဟာတင်းသူကြီးတစိမ့်နှုတ်ပါကွာအေးဗျာမှားလို့မင်းဟာမှားလဲမှားနိုင်လို့နေဖူတော့ကြအငေါ်တူးပြီးနားထွက်သွားဖို့ပြင်နေအောင်မီ အောင်မီရုပ်တရက်သူတော်စီရအော်တန်ကြောင့်ဖူတော့ကြလှဲ့ကြည့်တယ်သူတော်သူ့လက်ထက်စပင်ကောက်ကိုဟိုဘက်ထိတ်ဒီဘက်ထိတ်ဆွဲဆန့်လို့စပင်ကဖြောင့်သွားတာကိုကြည့်ပြီးဟစ်အော်နေတာဒါဟုတ်တစိမ့်ဘက်ကကိုယ်နေရာကြောင့်မမြင်ဒီအတွက်မေးရပြီဘာအောင်နာလေးဆရာသူတော်ဒီမှာလေဒီမှာ ဘာကြီးလဲစပင်လေငါစပင်ဖြောင့်သွားပြီဟောဗျာဘာများလဲလို့ရော့တေချာတိမ့်တာသူတို့ကစပင်ကိုတစ်စည်းနဲ့တည်းနှစ်ဖက်ဆွဲထိုင်းပေးတယ်ဖျားနှစ်ဖက်ကိုလှုပ်လိုက်တော့စပင်ကကောက်မြဲတိုင်ကောက်လို့အေးပြန်ကောက်သွားပြီငါစပင်လေတစ်စည်းကြောင်အံ့နေတော့သူ့စပင်ကိုဝမ်းပန်းတနေနဲ့ပြန်လေဆွဲယူပြီးဖြောင့်နေပြန်နေဒီဖြစ်ပျက်ကိုကြည့်ပြီးဖုတ်တော့ကြတော့ခေါင်းခါရမ်းမိတယ်ဒီနှစ်ယောက်နေတော့ကြာရင်သူ့ဘာယူတော့မဲဆိုပြီးစိတ်ကလည်းတွေးမိတယ် ဒါကြောင့်လေသူတို့တို့နားကနေတစ်ဖက်ချောင်းဆက်ရှိရခြေနှမ်းထွက်လိုက်တယ်။ဖိုးတောက်ကြအရှိကောင်းတဲ့တစ်ပင်ကိုရွေးပြီးထိုင်တယ်။တငိမ့်ငိမ့်စီးနေတဲ့ရှည်တဲ့ရေလုံးလေးတွေပြစ်ချရင်တွေးတွေဟိုးရောက်ဒီရောက်နေပေါ့။မိုးနေရွာရွာရဲ့မျက်နှာဖုံးတထင်းကြောက်ပေါ်ရဲ့အင်းကြီးစီမှာဖြစ်တယ်။ကိုကြောက်ပေါ်သမီးလေးကဒီပုံတိုင်းနဲ့ကြာသွားရဲ့အသက်အန္တရာယ်ပါရှိနာနိုင်တယ်ထင်တယ်။တိုင်မှာကျိုးနဲ့တုံနောက်ထားတဲ့သူတို့သမီးရွှေမုံကြည့်ပြီးဒေါခင်လာစိတ်မကောင်းစွာပြောတယ်။မိမဖြစ်သူရဲ့မိကုံးကြောင့် ။ဦးကျပေါ်တပြင်းချပြီးခေါင်းကုပ်မိတယ်။အေးကွာငါလည်းဘယ်လိုလုပ်ရမှမသိတော့။ပယောဂလူထင်မိလို့ဆရာနဲ့စစ်တာလေ။ဘာမှမပေါ်စေးဆရာနဲ့စစ်တော်လေ။တဲကြည်ပြက်ပြီးသွေးနေဖောက်ပြန်တာဆိုတော့စေးတိုက်တာလောက်ပဲတက်နိုင်တယ်။ကျန်သားတော့သူ့ကံလို့ပဲတွက်ရမလားမသိတော့ပါဘူးကွာ။ဒီလိုလက်လျှော့စကားကြီးတော့မပြောပါနဲ့လား။တုံးကအဖေမို့လား။သမီးအတွက်အစွမ်းကုန်စူးစမ်းပေးပါလား။ငါလက်မလျှော့ပါဘူး။ငါသမီးအတွက်စွမ်းနိုင်တာထက်ပိုပြီးစူးစမ်းမှာပါ။ ကျေးဇူးတင်ပါတယ်ကိုကြောက်ပေါ်ရေဒုက္ခနာသမီးစီကိုလှမ်းကြည့်တယ်အဝတ်စားတွေအတင်းဝစ်ပေးပြီးတိုင်မာကျိုးနဲ့တုတ်ထားတာခံယူနေတဲ့သမီးလေးရွှေမုံအနာမသိခံစားချက်မသိတယ်လို့ပဲငင်းငင်းငိုင်ငိုင်နဲ့ငုတ်တော်လေးထိုင်နေတယ်မရှင်ကတော့သမီးလေးကဒီလိုမဟုတ်ဘူးဘာသာတရားတိတ်ကိုကိုင်းဆိုင်ပြီးအလှူတန်းဆိုရင်လေတိတ်ကိုရှင်ရောလွန်းတာနေရှိသေး၍လူဖို့တန်းဖို့နဲ့ကုသိုလ်ပြုရမယ့်အရေးပဲသူမစဉ်းစားနေတတ်ပြီးလိုအပ်သူတွေကိုတစ်ခုတ်တည်းရခေါ်လို့လှူပေးတဲ့သလို့ ကျုံဆုံလာသူတို့လည်းလိုအပ်တာမှန်သမျှလှူပေးတတ်တယ်။ခုလိုချိန်နေတော့လူငယ်တဲ့နှစ်ပတ်လောက်ကစပြီးညညဆိုထငိုတာထရှိတာအနေအစပြုရင်ဒီနေ့ထက်ဒီနေ့ပူပူနုဆိုးရွားလာတာအနေလက်ရှိအခြေအနေကိုရောက်လာတာပဲဖြစ်တယ်။ဒေါခင်လာပင့်သက်ရှိုက်မိတယ်။သူမတို့အတွက်တော့ဒီသမီးလေးကတူရီသောသမီးမို့အခေယာကြလွန်နေ။သမီးကိုငယ်တည်းကပိုးမွေးတယ်လို့ဂယုဆိုင်မွေးခဲ့ပြီးကြီးပြင်းလာချိန်မှလည်းစိတ်အနုကြလိုက်ဆန်လို့ဖြည့်ဆည်းရှင်သန်စေခဲ့တယ်။ သမီးနေရလဲငယ်စဉ်နေရအားလုံးရဲ့ပြည့်စုံတင် जा ပေးမှုကနေရှင်ကျေးသူဘာသာတရားကိုင်းဆိုင်သူလေးဖြစ်နာခဲ့တယ်။ဒီအတွက်သူမတို့ဂုံယူမဆုံးဖြစ်မိတယ်။နောက်ဆုံးရက်ရွာအောင်သူတို့သမီးအတွက်မျက်နှာตาခဲ့ကြရတယ်။ခုများကြတော့ဒီလိုကလေးချမ်းမခုလိုတွေဖြစ်ရတယ်လို့ဒေါခင်လာတွေးရင်ကြာလူလူဖြစ်နေရဲ့မျက်ရည်ကိုตาရသုံးမိတယ်။တေခိုင်ခင်မုန်းဖြစ်သူကသူမလက်ကိုနှွေးနှွေးထွေးထွေးစုပ်ကိုင်းတယ်။ညာတို့သမီးနေရငယ်တည်းကစိတ်ထားကောင်းသူလေးဆိုတော့ ကံကောင်းမှာပါကွာနင်းစိတ်ကိုသာတင်းထားပါအင်းမကူကြောက်ပေါ်ရင်ဒီကြိန်တော့လင်မယားနှစ်ယောက်ပင်သက်အတူတကွခိုးဆိုင်မိကြတယ်တမီးဖြစ်သူရွှေမုံကတော့မိဘနှစ်ပါးရဲ့အပူကိုမသိနိုင်ဘူးပေါ့သူတော်တို့စီကိုနောက်ဆုံးကျင်ရတဲ့ဆင်းတို့တော့ပင်ဆောင်မှုအတွက်ညွန်ကြားဖို့ရာဘုဇာတီနဲ့အဖိုးရွှေတို့ရောက်လာကြတယ်ဒီအချိန်မှာသူတော်ကမန္တန်တွေအာကုန်ဆောင်နေပြီးတစီရင်အိတ်ဆက်နေတယ်ဖူးတောက်ကြဒုံလင်းနဲ့မြေပြင်မှာအင်းကွက်ပုံလို့စက်ကြပုံလို့ အရာတခုကိုရေးချင်ရင်ရှိနေတယ်။သုံးယောက်လုံးသူတို့အာယုံနဲ့သူတို့မို့ဘိုးစာတီကိုရောက်နေရမသိမိဘူး။သူတို့အာကုံဆောင်တာရက်သွားတဲ့အချိန်ကျမှဘိုးစာတီကငါသူတော့သူတော့ခြာကနေလဲကြည့်တယ်။ဘိုးစကြားနဲ့ဘိုးရွှေဘယ်တော့ရောက်တာလဲ။အခုပဲရောက်တာ။သူတော်တို့ငါးစုမြောက်နောက်ဆုံးကျင်ရစ်တဲ့ဖရာကိုသွားပင်းရတော့မယ်ထင်တယ်။အမှန်မဲငါသူတော့ဒီအတွက်မှားစရာရှိတာမှားဖို့ညာတို့လာကြတာ။ဟုတ်ကဲ့ဘိုးစကြားမှားကြပါ။ဒီခရီးမှာ နေမူလပြန်ပြီးသွားရလိမ့်မယ်။ပြန်။မပြန်နဲ့။နေရဲ့မူလပြန်ပြီးသွားရလိမ့်မယ်ပြောတာ။မူလပြန်ရမယ့်အရေးသူတော်တွန့်ဆုံနေရရှိတယ်။ပြောရရင်သူ့အနေနဲ့ခုလိုနေထိုင်ရင်ဖုတောက်ကြတော့နဲ့အတူသွားလာရတာလွတ်လပ်ပြီးအဆင်ပြေရလို့ယူဆတယ်။ဘာကြောင့်များလဲပို့ကြ။သူတော်ရဲ့မိကောအတွက်ဖိုးရွှေရဝင့်ပြောတယ်။တခြားအကြောင်းတော့မဟုတ်ပါဘူးမောင်သူတော်ခုသွားမယ်ခင်ရတောနေတောင်ကြားမဟုတ်ပဲလူသူတွေနဲ့အလုံးမနီးတဲ့နေရာဖြစ်နေတာရဲ့နောက်ပြီးအဲ့ဒီနားရွာစီမှာ ဝင်ကူညီရမယ့်ကိစ္စတခုရှိနေရကြောက်ပါပဲရှင်းပြပေးပါဦးဖို့ဒီနေ့ကွယ်ခုသွားမယ့်နေရာမိုးနေဆိုတဲ့ရွာရဲ့တစ်ဖက်ကျန်းဖုံးဆိုးမြေစီကိုမိုးနေရွာဟုတ်ပါတယ်မောင်သူတော်မိုးနေရွာပါအဲ့ဒီနာဖုံးဆိုးမြေပါ ဟုတ်ကဲ့ဖို့အဲ့ဒီနေရာတာမန်မျက်စိနဲ့ကြည့်ရင်သာဖုံးဆိုးမြေဖြစ်နေတာတကယ်တမ်းကျနတ်တို့အစင်းနတ်တို့အချင်းနဲ့ဖန်ဆင်းရတလေးစပါးကင်းပဲဟုတ်ကဲ့ဖို့အဲ့ဒီစပါးကင်းကိုအတခိရဘလူကစောင့်ရှောက်ရတယ် စင်းနူတော်ကဒီစပားခင်းထဲမှာရှိနေတယ်။သူတို့မျက်တောင်တွေပုတ်ခက်ပုတ်ခက်လုံရင်းစဉ်းစားတယ်။ခေါင်းညိမ့်နေ။ရွှေအကူညီရမယ့်ကိစ္စအောက်ဖို့။အဲ့ဒီရွှေတွေကဘာသာတရားကိုင်းဆိုင်တဲ့မိမငယ်ကိုအတခေရဘလူးကမြင်မြင်ချင်းချစ်ကျွမ်းဝင်သွားတယ်။အိုးဘလူးကလူဟုတ်တယ်မောင်သူတော်။ဒါကြောင့်လဲချစ်ချင်းမှမျက်စိမရှိရင်လို့လော့ဂီစကားအရပေါ်ပေါက်လာခဲ့တာပေါ့။ဖိုးရွှေရီပြီးတော့ပြောတယ်။ချစ်စလန်းကြောင့်ပါလာတော့လူငယ်ဖြစ်တဲ့ဖိုးတောက်ကြဆက်ပြောပါဖို့ရဲ့ ကျုပ်နားထောင်ရင်စိတ်ဝင်စားမိလို့အင်းအဲ့လိုဘလူးကလူချစ်ချမ်းဝင်ပြီးတော့နေစဉ်တိုင်းလူအသွင်နဲ့မိမငယ်စီကိုသွားပြီးလူခံမှုပြုတ်တယ်ဒီလိုပြုတ်ရင်းရနေချိန်တစ်ခုရောက်တော့အသခင်ကအဖြစ်ပြန်မှန်ကိုပြောပြပြီးသူ့နောက်လိုက်ခဲ့ဖို့ခေါ်တယ်မိမငယ်ကဘလူးဆိုတာသိပြီးကြောက်တာမျိုးမရှိပေမယ့် तू ကဘာသာရေးအတွက်ပဲနစ်မြုပ်ထားခြင်းနဲ့အတွက်ငင်းစံတယ်ဒီမှာရင်ဘလူးကအကျန်းဖတ်မယ်လို့တော့မိမငယ်ကိုထိကန်လို့မရဘူးဒါကြောင့်မေစိတ်ဆိုးမှန်ဆိုးနဲ့မိမပြေကိုအရှက်တကွဲဖြစ်အောင် ပြုမှုဖန်ဆားခဲ့တယ်။ခုဆိုရင်အတခေရွားကြောင့်မိမပြောအဝတ်စားတာမကန့်နိုင်တဲ့အထိစိတ်ကစင်ကလေးဖြစ်နေရတယ်။ကြားရတာစိတ်မကောင်းလိုက်တာဖိုးတောက်ကြရေရွတ်တယ်။အဖိုးအင်းမောင်သူတော်အဲ့ဒီမိမငယ်ကိုမဲသူတော်လို့ခေါ်လို့ရမလား။ဟဲ့ငါသူတော်နင်ပေါက်ကရပြောမလားနဲ့နော်။တပည့်ဖြစ်သူအကြောင်းဥမာခြေကားအကုန်သိနေတဲ့ဘိုးစာတီးကဝင်ရောက်ဟန့်တားတယ်။ပြောပါစီဖိုးရွှေကပြောတော့သူတော်ပြုံးစီစီဖြစ်သွားတယ်။ဘလို့ကြောင့်မဲသူတော်လို့ခေါ်ချင်ရတာတော့ တခြားမဟုတ်ပါဘူး။သူတို့ကိုအများတကာအယူသူတော်လို့ခေါ်ကြတယ်လို့ခုလေးကြုံတုံးစုံတုံးလေးယူနေတဲ့အဲ့ဒီကလေးမကိုအယူမဲသူတော်လို့ခေါ်ကြလာမိလို့ပါ။ခေါ်ရမှာလားဖိုးရွှေ။ခေါ်ကြင်တပတ်စုခေါ်ကြည့်ပါကွယ်။သူတော်ပျော်ရွှင်သွားတယ်။လာမယ့်လဆန်း၃ရက်မတိုင်ခင်ဖခင်ကိုပင့်ဆောင်ရလိမ့်မယ်။ဒါကြောင့်နင်တို့မိုးနေရွာကိုကြိုတင်ပြီးတော့ရောက်သွားရလိမ့်မယ်။မိမငယ်ကိုကဲတင်ပြီးမှဖះပင့်မှာ။ဟုတ်ကဲ့ဘူးကြာ။ခုပဲခင်းစတင်မှမယ်။ဘူးစာတီးကိုထားရပြီး သူတို့တခါတည်းပဲခီးစတင်ထွက်ခဲ့တော့တယ်။သူတို့အတွက်အချိန်ရကြားထဲမှာငါးရက်တီတီရှထားတယ်။သူတို့ခီးပြင်းနှင်းလာတော့ငါးရက်တာမြောက်တဲ့နေ့မှာပဲခီးဆုံးဖြစ်တဲ့မိုးနေရွာကိုရောက်ကြတယ်။ဒီခီးငါးရက်အတွင်းမှာ သူတို့ကမူလအသွင်ကိုမပြောင်းမေးအယူဟန်နဲ့ပဲနေခဲ့တယ်။မိုးနေရွာနာကိုရောက်မှဖူးတောက်ကြ။ဆရာသူတော်ဟေးအဖိုးတို့ကဆရာသူတော်မူလပြန်ခိုင်းထားတယ်မို့လား။အော်အေးဟုတ်သား။ကဲဆရာသူတော် ခုလိုပုံနေဆိုရင်ကျုပ်ကလူချားအထိမလိုက်ဘူးဗျအေးပါငါတော့ကြရဲ့ငါသူတော်မူလပြန်လိုက်ပါမယ်ခဏစသူတော်ပြောပြီးခလန်းလန်းအစ်တပင်နောက်ကိုဝင်ရောက်သွားတယ်ပြန်ထွက်လာတော့မူလပြန်ထားတဲ့သူတော်ရဲ့ဟန်ပန်ခန့်ခန့်ညာညာတီတီကြည်ကြည်နဲ့ရှိနေတယ်ဒါကိုကြည့်ပြီးဖိုးတော့ကြအံ့ဩသွားတယ်သူတော်ဒီလိုဟန်ပန်နဲ့သူမမြင်ဘူးလေသူစတွေ့တယ်ကသူတော်ကလည်းအယူဟန်ပန်နဲ့သာနေခဲ့တာ哦ဒါဆိုရပြီလားရယုံနေမကဟိုဘက်တောင်လူနေသေးတဲ့ဆရာသူတော်ရဲ့ ဖိုးတောက်ကြကြည်ကြည်နဲ့နဲ့ကြီးပြောတော့သူတော်ပြုံးမိသွားတယ်။ကဲသွားကြစို့။မူးနေရွာကိုသုံးယောက်သားဝင်ရောက်လာကြတယ်။အများတစ်စီကြီးကိုမမြင်နိုင်တဲ့အတွက်သူတော်နဲ့ဖိုးတောက်ကြတို့ရွာထဲဝင်လာတာပဲမြင်ကြတယ်။ဦးကျော်ဘော်တို့အိမ်သွားလို့ပါတယ်။လမ်းညွန်ပေးပါနောက်ကြီး။သူတော်လမ်းသွားလာသူတယောက်ကိုမေးမြန်းတယ်။ကျုပ်လိုက်ပို့ပါမယ်။ယောဂီဝင်နေသူတော်တို့ကြောင့်တခုခုထိုးပြီးဆိုတာသိတဲ့ရွာကန်လူကသူကိုယ်ရန်လိုက်ပို့မယ်ဆိုလာတယ်။သူတော်ခေါင်းငိတ်ပြီးကောင်းပါပြီ။ သုံးယောက်သားရွာတဲ့အတိုင်းဦးကြောက်ဘောအိမ်ကိုလာခဲ့ကြတယ်။ဟိုရှိရအိမ်မဲပြန်သူတို့လှမ်းကြည့်တဲ့ချိန်အိမ်ဝိုင်းထဲကနေအရှိတ်တခုပြေးထွက်သွားတာမြင်လိုက်တယ်။ဒီအရှိတ်ကအသခင်ကဘလူးကလွဲပြီးဘသူဖြစ်နိုင်ပါမလဲ။သူတို့တွေးပြီးပြုံးလိုက်တယ်။ဗျို့ဦးလေးကြောက်ဘသူလဲဟေ့ကျုံငတိုးပြန်ဒီမှာဦးလေးကြောက်တို့အိမ်ကိုဧည့်သည်တွေလာတယ်ပြန်။ဟေးဟုတ်လားဦးကြောက်ဘောတယောက်အိမ်ထဲကထွက်လာတယ်။ဒီအခိုက်မှာပဲဦးကြောက်ဘောနောက်ကနေမိမငယ်တယောက် စပင်ဖို့ရဖာယံဝိစားကပူကယုံနဲ့ပြေးထွက်လာတယ်။ဟဲ့ဟဲ့သမီးဦးကြောက်ပေါ်လှမ်းဆွဲပြီးမိကုံကုံကြီးသာလဲသွားပြီးမိမငယ်ကိုမမိမိမငယ်ကသူတော်တို့စီကိုရောက်လာတယ်။ဟေးချောလိုက်တာတော့နှစ်ပြန်နှစ်သားလေးများလားကွယ်။မိမငယ်ကသူတော်တို့ခုံပေါက်လှည့်ပတ်ရင်းတဟီဟီနဲ့ပြောနေတယ်။ဖိုးတော့ကြမိမငယ်ကိုကြည့်ပြီးကြောက်လန့်နေရဲ့။ဒါကြောင့်သူတော်နာကိုတိုးကန့်လိုက်တယ်။ကြောက်လို့လားတောက်ကြ။ကြောက်တယ်ဆရာသူတော်ရ။သူတော်ကောင်းကြီးနဲ့ချင်းဦးကြောက်ပေါ်နာကိုရောက်လာပြီး သူတမျိုးဆွဲရဲတားရတယ်။တမီးဧည့်သည်တို့အားနာစရာကွယ်။အိုးဘာလို့အားနာမှာလဲ။ဒီလောက်ချောနေရ။မိမငယ်ရုံးကန်ရင်ပြောတော့သူတော်ကရပါလေဦးလေးကြောင့်နေပါစေ။ဘယ်ဟုတ်မလဲဆရာလေးရဲ့။နေနေသူ့မေလှမ်းခေါ်ပြီးတော့ထိန်းခိုင်းထားပါမယ်။ဦးကြောင့်ပေါ်လှမ်းអော်တော့မိဖုကတော်ခင်လာထွက်လာပြီးရွှေမုံထိန်းနေ။ရွှေမုံရဲ့အခြေအနေငြိမ်သွားတော့ဦးကြောင့်ပေါ်ကဆရာလေးကိုလာရင်ပြောပါဦး။ဒီကနှမငယ်ကိုစေကူတာပေးဖို့ပါ။ဟာ ညို့ဆိုရင်ဖြင့်ဝမ်းသာမိပါတယ်။ကြောက်ပါဗျာကြောက်ပါ။သူတော်တို့လည်းဦးကြောက်ပေါ်ဖိတ်ခေါ်မှုနဲ့အတူအိမ်မော်ကိုတက်ကြတယ်။သူတော်အိမ်မော်ကိုတက်ချိန်မှာပဲမိမငယ်ရဲ့အသွင်ရနေခုနာနဲ့ခြားနာသွားတယ်။သူတော်ကသူတို့စီကိုညှက်ထောင်းနေနဲ့ကြည်ပြီးတောက်ခေါက်တန်းပြင်းပြင်းပြူတဲ့မိမငယ်ကိုတာငဲ့ကြည်ုံကြည်ပြီးဘုရားကျောင်းဆောင်ရှိကိုသွားပြီးတော့ဝိပုရှိခိုးတယ်။မိမငယ်ကျမ်းပင်ကိုတရုံတုံးနေအောင်ဖနှောင်းပေါက်ချတယ်။ဟဲ့သမီးဦးကြောက်ပေါ်လှမ်းတာတော့ညှက်ထောင်းနေနဲ့ကြည်တာခံရတယ်။ ဒီအခိုက်မှာပဲသူတော်ကဖျားဝိပြုပြီးစီပြီးထက်ပုတ်ကိုရေးစရာအခွင့်ကိုတောင်းခံပြီးတော့တင်မလင်ခွေထိုင်လိုက်တယ်။အတခိရကျုပ်ရှိကိုလာခဲ့ပါ။သူတော်ရဲ့တာခရေးအေးပေမဲ့မိမ့်တန်ဆန်းနေ။မိမငယ်မကြည်မချမ်းတောက်ခောက်ပြီးမဲ့ခြေနှန်းတွေကသူတော်စီမလာကျင့်လာကျင့်လှမ်းလာတယ်။အရှိစီကိုလဲရောက်ရောသူတော်စိတ်စိတ်ဆိုင်ဆိုင်ကြည့်တယ်။မိမငယ်ရဲ့ခန္ဓာတွင်းစီကအတခိရဘလူးကိုသူတော်မြင်နေရတယ်။ချစ်ချင်းကြောင့်ဖြစ်တယ်ဆိုရင် မုံတရားအနေနဲ့မဖြစ်သင့်ဘူးလေစိတ်ကိုရှုပ်မန်းကိုဖယ်ပြီးမိမငယ်စီရအနောက်ရက်ကိုယူပြီးကို့နေရာကိုပြန်ဖို့ငါသူတော်မြေတားရက်ခံပါလေဘာဘာအတွက်ငါနေရာပြန်ရမှာလဲမင်းလူစင်ဟာတီတီကိုငါကြောက်ရမှာလားမိမငယ်စီရဩရှာကြမ်းတမ်းတဲ့အံထွက်ပေါ်လာတယ်ကောင်းပြီလေဝေဒနာရှင်ကိုအားနာရတဲ့ပြင်ငါသူတော်လေးစိတ်အားဖြင့်မရှိတတ်တော့ခုပဲရှင်းကြတာပေါ့သူတော်ပြောပြရတဲ့အတခီတော်ကိုစိတ်ဆိုင်ကြည့်ပြီးဘာစရာတွေကိုတိုင်တင်လို့ ငရဲမင်းဆက်မန်နံကိုရွတ်ဆိုတယ်။ဟာငါငါအသားရီနားလိုက်တာ။မန်နံရွတ်နေတော့မှပဲအသားခေရွားစီကအော်တန်ဒီထွက်ပေါ်လာတယ်။အမလီပူလိုက်တာ။သူတော့မန်နံဆက်ရွတ်တယ်။မန်နံဆုံးလူလူအချိန်လေးကြာရောအသားခေရွားမခံနိုင်တော့။တန်နဲ့ကြီးနဲ့ပူတဲ့နားတွေအော်ဟစ်တော်တယ်။သမီးဖြစ်နေတာမြင်နေရတဲ့ဥကြောက်ပေါ်လို့မြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းလာဘူး။ဖူတောက်ကြနေပေးရနေအားပေးကူနေတယ်။မခံနိုင်တော့တော်ပါတော့ရှုံးပေးပါပြီ။ အသက်ခင်ရအတန်ကုန်ဟိတ်အောင်ပြီးတော့တောင်းပန်နေသူတို့လည်းယုံကြည်ရလောက်ပြီးလို့ယူဆတဲ့အတွက်မန္တန်ရွတ်တန်ရက်တန်းလိုက်တယ်ဒီအခိုက်တန်အသက်ခင်ရခွင့်ယူပြီးအသက်ခင်ကပြန်လာခဲ့ပါသူတို့ခေါ်လာတော့မှအသက်ခင်ရနှိမ့်မကြည့်ဘူးနှိမ့်ခင်းတဲ့အိမ်ပေါ်ကစင်းပြေးတော့တယ်သူတို့လည်းအသက်ခင်ရကြောင့်ပြုံးမိတယ်စိတ်ထဲမှာလည်းဒီလောက်စုမှတ်သွားပြီလို့ထင်တဲ့အတွက်ချုံနောက်တားမိဖို့ရမတွေးတော့ပဲမိမငယ်စီကအသက်ခင်ရထားရခဲ့တဲ့အနောက်ဆက်တွေကိုဖိရှားပေးဖို့ဆုံးဖြတ်လိုက်တယ်မိမငယ်ရဲ့ဥကောင်းထက် လက်တမိုက်မှာ သူတော်လက်ဖွားထားပြီးဖေရှားစီမန္တန်ကိုရှုတ်တယ်။မန္တန်သုံးကြောမြောက်မှာဦးကောင်းရဲ့အလဲစီကနေငွေရငွေရန်လေးထွက်ပေါ်လာပြီးသူတော်ရဲ့လက်စီမှာလာရောက်စုဝေးတယ်။အာလုံကုန်ပြီးချိန်ကြကြည့်တော့ငွေရောင်တန်လျက်တေးသေးလေးတခုသူတော်လည်းအချားသူမပြတော့ဘဲတခါလေးပဲတိမ့်လိုက်တော့တယ်။မိမငယ်မိမောနေရင်ငုတ်တုတ်ကြီးရှိနေတယ်။သူတော်ကကဲဦးလေးကြောင့်ဒီနှမငယ်တော့တက်တာပြောက်ကင်းပါပြီ။တကယ်တက်တာပြီလားဆရာ။တက်တာပါပြီ။ ။ဒါနဲ့ခုနဘိုင်းလေးစရာသူတော်ခက်ပွားပွားရှိတယ်။ဒီကနှမငယ်ကိုမြေတားတက်ဝင်နေတဲ့ဘလူးတကောင်မှနှမငယ်ကငင်းဆန်လို့ခုလိုပြုတ်မှုထားတာပါ။ဖះဖះကြောက်စရာကောင်းလိုက်တာ။ထက်ပြီးတော့မလားမလားဆရာလေး။ဦးကျော်ဘော်လိုလင်မယားထိနေတဲ့ကြားပြောတော့သူထက်ပြီးမလာတော့ပါဘူး။သမီးနဲ့ဘလူးကဘလူးများဖြစ်ရတာလေဆရာလေးရဲ့။ဒါတော့နှမငယ်တတိယမှပဲမေ့ကြည့်ပါ။ဟုတ်ကဲ့ပါဆရာလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်။ဒါနဲ့လေ ဆန်လေးကိုကျေးဇူးဆက်ပြရစီသူတော်လက်ကပြီးတားမြစ်တယ်အဲ့ဒါပြီးမလို့ပါဘူးဦးနေကြကျုပ်တို့နှမငယ်ကိုလာပြီးတော့ကူညီတယ်ဆိုတာသူရဲ့စိတ်ထားအတွက်ဘာသာရေးကိန်းဆိုင်မှုအတွက်ပါတကယ်လို့သာကျုပ်တို့ကျေးဇူးတင်မိတယ်ဆိုရင်ဦးလေးတို့ကနှမငယ်ရဲ့နောင်ရေးကိုသူစိတ်တိုင်းကြအကောင်းဆုံးစီစဉ်ပေးပါလို့မြစ်တာရက်ခံပြရစီစိတ်ချပါဆန်လေးရဲ့တမီးလေးစိတ်တိုင်းကြဖြစ်ရစီပါမယ်ကဲဒါဖြင့်ကျုပ်တို့ခွင့်ပြုပါဦးနှမတော့ခဏဆိုသတိပြန်ပြီးရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဆန်လေးရဲ့ ။ဦးကြဘိုးတို့လည်းသမီးဖြစ်သူကိုကုသပေးနိုင်ခဲ့ပြီမို့ဝမ်းသာလုံးမကဝမ်းသာတာကြောင့်သူတော်ကိုလက်ဦးချီကြောဖို့အထိကြိုးစားတယ်။သူတော်တို့လည်းအတင်းကရောပဲငင်းဆန်ပြီးရွာထဲကနေထွက်လာခဲ့ကြတော့တယ်။ရွာပြင်ကိုရောက်တော့ဖိုးတောက်ကြတနာဆရာကောင်းနေတော့ဆရာသူတော်။အေးခုရောကျုပ်တို့ဘာဆက်လုပ်မလဲ။ဖះသွားပင်မယ်။ဟုတ်ကဲ့ဆရာသူတော်။သူတော်ဥဆောင်ပြီးဖုံးဆိုးတော်ဆိုတဲ့နေရာကိုလာခဲ့တယ်။နေရာရွာနဲ့ကွင်းသုံးလေးခုလောက်လှမ်းနေ။သူတော်တို့ဖုံးဆိုးမြို့ကိုရောက်တော့ အချိန်ရညနေနေဝင်ရှိတင်းရောတော်ဖြစ်ပြီကဲတို့အထင်းကိုဝင်စို့လားဘယ်ကဝင်ရမှာလဲဆရာသူတော်ဟိုးမှာအတခိရာဝင်ပြေးပြီ မုတ်တကားပြန်မပိတ်ခဲ့ဦးလေသူတော်ပြရကြည့်မိမှစုလင်မုံချုံတွေနဲ့မုတ်တကားကိုဖုဆောက်ကြလို့မြင်ရတယ်မုတ်တကားစီရနေပဲအထင်းကိုသူတော်တို့ဝင်ခဲ့တယ်ဒီဘက်ချမ်းကနေမုတ်တကားကြီးတစ်ဖက်ချမ်းကိုရောက်တာနဲ့နေခင်လာလင်းချင်းလုံးနဲ့အလင်းရောင်နဲ့အတူအလုံးမတင်းပြန့်လုံးနဲ့ကောက်တင်းရနံ့ကိုသူတော်တို့ရမိတယ်ကောက်တင်းရနံ့ရှူဆိုင်ရင် ရှေ့ဆက်တို့တော့မျက်စိတစုံကြည့်ပြောလို့နဲ့တလေးစပားကင်းကိုမြင်မိတယ်။စပားပင်တွေကလူတည့်ရစာလောက်ရှိပြီးအနံ့တွေကငပြောခိုင်ပြီးအလားကြီးမားလှတယ်လို့စပားစီတစ်စီရလဲလက်သေးစုပ်တစ်ခုထဲမှာကကြီးမားလွန်းနေ။ဟိုတောက်ကြနဲ့တစ်စီရင်ခွင်းတွေကိုတန်တော်ငေးကြည့်နေမိတယ်။မျက်လေးတွေကစပားပင်တွေကြားကူးလူပြန်တန်းနေတယ်။စပန်းနံနေပေါ်မှာနားပြီးကြီးမားရဲ့စပားစီတွေကိုသူတို့နှုတ်သီးတွေနဲ့ပေါက်စားနေတယ်။မျက်လေးတွေကလည်းနော် သူတို့ထက်ကြီးတဲ့စပားစီတော်စားနေကြတယ်။ဟိုတောက်ကြပြောတော့သူတော်တို့ရှိမိတယ်။ဒီအခိုက်မှာပဲသူတို့စီအရေးကြီးတခုအုံမိုးကြလာတယ်။အတခေရွန်းသူတော်ရှင်ရုပ်ပြီးအသာပြုံးပြီးတော့မလုံမရှာရှက်နေတယ်။ဟိုတောက်ကြလည်းဒီအတိုင်းပဲ။ခုံအုပ်ရိုက်ချတဲ့အတခေရရဲ့လက်ဝါးကြီးသူတော်တို့ကိုမထိမြေပြင်ဘုံကနေကြလာတယ်။အတခေရအံ့ဩလွန်ပြီးသူတော်တို့ကိုကြည့်တော့အရှိတ်တွင်တို့ဖြစ်ပြီးသူ့ရဲ့လက်ကြီးပေါ်မှာထင်ဟပ်နေတယ်။မင်းတို့ငါတို့ကခန္ဓာနဲ့ဝင်လို့မရလို့ နန်ကြီးဝင်လာခဲ့တာအတခိရရဲ့တွေးကြတာပေါ့ကွာအတခိရဒေါသထွက်ပြီးပြင်ဘက်ကသူတို့ခန္ဓာတွေကိုဖျက်ဆီးမယ်ဆိုပြီးတော့ထားလိုက်တယ်သူရဲ့လက်တွေညီစီကညီခွာမရတော့မင်းမင်းတို့ဆွဆွဲစကားပြောလာတော့မင်းအတခိရကိုသူတို့ကြိနိုင်ပြီးအတခိရငါတို့ကဖះလာပင့်တာပါမိတူရာနဲ့ပြောတယ်ပုဂ္ဂိုလ်သုံးယောက်ဖះလာပင့်မယ်ဆိုတာနင်တို့လားအဟုတ်ပါပဲတဆူနင်တို့ဖះပင့်တာကောင်းကောင်းမပင့်ပဲ ငါကိစ္စကိုဘာလို့နှောက်ရက်တာလဲဒါကတော့လောကသဘောကိုဖောက်ပြန်နေတာအတွက်ပါလူသားနဲ့ဘလူဘလူများအဆင်ပြေပါမလဲဒါရီငါနားမလဲနားမလဲတာမဟုတ်ပါဘူးအတခိကတည့်ရဲ့သားနဲ့လိလူရှုတာပါလူသားနဲ့ချစ်ခင်စုံမဲ့ညနာသူကလူသားပဲဖြစ်မှာသင်ကအဲ့ဒီနှမငယ်ကိုချစ်ခင်နေဆိုရင်သူပျော်ရွှင်တာသူကြည်ပြတာကိုမြင်ကျင်စိတ်ရှိရမယ်မို့လားအတခင်နဲ့ဒီလိုချစ်ချင်းမျိုးကသာချစ်ချင်းတရားအစစ်မှန်မှအတခိရော သခင်ကတွေးဝေးသွားတယ်။ကဲတင်းသေးချာတွေးတော်စဉ်းစားပါဦး။ငါသူတော်တို့ဖះပင့်ကြည့်ရောမေ။အသခင်ကထမ်းရစ်ပြီးသူတော်တို့ထွက်လာကြတယ်။တိတ်ကြကြမလန့်လန့်ရအောင်စပားကင်းအလေဘက်မှာပြတ်တယ်လို့အမြင့်ចောင်းဆောင်ငယ်နဲ့ကိန်းဝင်နေတဲ့စင်းတို့တော်ဖူးမြင်ကြရတယ်။ငှက်လေးတွေကចောင်းဆောင်သားမှာဝဲပြန်ရင်ရှိနေတယ်။တောက်ကြဖះသွားပင်တော့သူတော်ပြောတော့ဖူးတောက်ကြလဲစင်းတို့တော်ရှိရလှမ်းထွက်သွားတယ်။ဒီတဲ့ချိန်မှာတော့နောက်ဆက်အသားစီဘာတစ်ခုမှရှိမနေဘူး။ ဖုတောက်ကြပြတ်တက်ဆောင်ရဲ့ပေါ်တက်ရောက်ပြီးဖះအုပ်ပင့်ဆောင်နေပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့တယ်။ကဲသွားကြစို့သူတို့လာလန်းအတိုင်းပြန်ထွက်လာခဲ့ကြတယ်။အတခရဘလူးစီကိုရှောက်တော့ငုတ်တုတ်ထိုင်နေရတွေ့ရတယ်။ဘလူးလေအပြေရပြီလား။တင်ပြောတာမှန်ပါတယ်သူတော်။အရာအလုံးတွေငါတောင်းမှန်ပါတယ်။ရပါတယ်။ဘလူးများအမြင်မှန်ရှားခဲ့လဲဆိုတော့သိချင်မိတယ်။ပြောပြပါမယ်။တင်တို့ထွက်သွားပြီးချိန်မှာငါစိတ်စိတ်ဆက်ဆက်တွေးတယ်။ချစ်ချင်းဆိုတာ အတားကင်းရမေးဆိုတော့ငါလက်ခံလာပြစ်တယ်။ဒါကြောင့်ငါဆုံးဖြတ်ချက်ချလိုက်တယ်။ငါသူ့ကိုအဝေးရနေပဲချစ်နေလိုက်ပါမယ်။ဒီလိုဆုံးဖြတ်ပြီးတာနဲ့ငါလက်တွေကမြေပြင်ကနေခွာလို့ရသွားခဲ့တယ်။ဒါကကျုံ့လောက်ထားတာမဟုတ်ဘူးအတားခေတာ။တင်းကိုမြေဝလာဆုံးမပညာပေးတာပါ။ငါလည်းသိပါတယ်သူတော့။ငါအမောင်းလည်းငါမြင်နိုင်ခဲ့ပါပြီ။ဒီစကားမင်္ဂလာရှိပေတဲ့အတားခေပါ။ကျေးဇူးတင်ပါတယ်သူတော့။ရပါတယ်။ကဲကျုပ်တို့လည်းလှုပ်ရှားရေးကြံနေသေးတော့ခွင့်ပြုပါဦး။ ကောင်းပါပြီသူတော်သူတော်တို့လည်းမုတ်ဦးစီကနေပြန်လဲထွက်ခွာကြတယ်သူတို့အပြင်ကိုပြန်ရောက်တဲ့အချိန်မှာမုတ်ဦးကနေထီးရဲ့မြူးတွေလိုတဖြည်းဖြည်းပျောက်ကွယ်သွားတော့တယ်အဲဒီနောက်မှာတော့သူတော်တို့လည်းအပြန်ခီးစတင်ကြတော့တယ်ဘလို့ပဲဖြစ်ဖြစ်ဖခင်ငါးစုကတော့စုံလင်ခဲ့ပြီ ရှေ့ရှောက်ဘာရီဆက်ဖြစ်အောင်မလဲပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်